ရေဖြူမြို့နယ်ကံပေါက်တိုက်နယ်ဖားချောင်းကျေးရွာအုပ်စုကိုစစ်ကောင်စီတပ်ကအင်အားရာကနန်းနဲ့မလ12ရက်နေ့ကနေမလ16ရက်နေ့အထိ9ရက်ကြာဝင်ရောက်စစ်ဆေးရှာဖွေခဲ့တယ်လို့ရွာသားတွေစီကသိရပါဗျ။မလ12ရက်နေ့မှာဆောက်ရောက်လာပြီးနှစ်ရက်ကြာသက်ဆွဲကဒေသခံတွေကိုအိမ်ထုံစည်ရင်းနဲ့တိုက်စစ်ဆီးခဲ့တယ်လို့တောင်ရင်အင်းရွာသားတွေကပြောပါတယ်။အဲ့ဒီလိုစစ်ဆီးပြီးတဲ့နောက်စစ်ကောင်စီတပ်သားတွေကဖားချောင်းရောက်ဘက်ကိုထွက်သွားပြီးတော့အလားတူစစ်ဆီးမိမြန်းနာတွေလှုပ်ဆောင်ခဲ့တာပါ။ ဝင်ရောက်စစ်ဆေးခဲ့တဲ့9ရက်တာအတွင်းတည်တန့်ခေါ်ယူစစ်ဆေးခံရသူတချို့လည်းရှိပြီးမလ16ရက်နေ့စစ်ကောင်စီတပ်သားတွေပြန်ထွက်သွားချိန်မှာဖမ်းဆီးခေါ်ဆောင်ခံရတဲ့သူမရှိတဲ့အကြောင်းရသားတွေစီကသိရပါတယ်ဒါပေမဲ့ပြီးခဲ့တဲ့ဖေဖော်ဝါရီလ6ရက်ကကလိန်အောင်ကံပေါက်လမ်းပိုင်းမှာစစ်စစ်ဖမ်းဆီးခံရတဲ့တောင်ရင်အင်းရွာသားအသက်18နှစ်အရွယ်လူငယ်အမျိုးသားတအူးကတော့ဒီကနေ့မက်လ18ရက်နေ့အထိပြန်မလွတ်လာသေးပါဘူး။ စစ်ကောင်စီတပ်သားတွေကဖားချောင်းကျေးရွာအုပ်စုထဲဝင်စစ်ပြီးတဲ့နောက်ကံပေါကျေးရွာအုပ်စုနဲ့ဖားချောင်းကျေးရွာအုပ်စုကိုဆက်သွယ်ထားတဲ့ကျေးရွာချင်းဆက်လမ်းကိုပြန်ပြုပြင်ပေးမယ်လို့အဆိုခဲ့ပါတယ်။